လက်တီမို့ရွာခဲ့ပေမဲ့ထီအောင်မှုနေပါခဲ့တော့အမှတ်နဲ့ရှုံးခဲ့ရတဲ့ထွန်းမင်းအောင်ဘေးကနော်လိုက်မိပါများကြော်ကြားမယ်မေးစပေါ့ချန်နယ်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်1 Friday 5 129ပြိုင်ပွဲဟာမြန်မာရွာလဝေပရိသတ်တွေအတွက်စိတ်လုံရှားစရာကောင်းတဲ့ပွဲစဉ်တစ်ခုဖြစ်ခဲ့ပါရင်ဗာလဲဆိုတော့မြန်မာဖိုင်တာနှစ်ယောက်ထိပါဝင်ခဲ့လို့ပါပင်အောင်ချင်းလေးကတော့နိုင်ဝဲရောက်သွားနိုင်ခဲ့ပေမဲ့ခေါင်းဝဲထိုးခဲ့ရတဲ့ထွန်းမင်းအောင်ကတော့ရှုံးပွဲနဲ့ရင်ဆိုင်လိုက်ရပါရင်ဒီဘက်မှာထွန်းမင်းအောင်ကပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့ဝန်တိုင်းကျေကစားခဲ့ပေမဲ့သူ့ရဲ့လက်သေးချက်တွေဟာထီအောင်မှုနေပါခဲ့ပြီး တန်တုံကတော့ပါနေတဲ့တံပြန်တိုင်းစင်းနဲ့အမှတ်ပိုင်းမှာတာလုံမှုရောက်သွားခဲ့ပါတယ်ဒီပွဲစဉ်က1 Friday 5 129ရဲ့နောက်ဆုံးကောင်ပွဲဖြစ်ခဲ့ပြီးစင်းပြင်းရ3ချီတစ်ချီ3မိနစ်ထိုးတက်ခဲ့ရပါတယ်ထို့မြောက်မြမရော်လေး Fighter 2အနေနဲ့သူ့ရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုနဲ့စိတ်ထဲပြေဝမှုကိုပြသခဲ့ပြီးတန်တုံကတော့ Wyatt Time Fighter 2အနေနဲ့သူ့ရဲ့နေ့စဉ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ပါနေတဲ့ကစားပုံကိုအားကိုးခဲ့ပါတယ်ဝဲဝဲလုံးမှာနှစ်ပတ်စလုံးကစိတ်လုံရှားစရာကောင်းတဲ့ထိုးတက်မှုတွေကိုပြသခဲ့ပေမဲ့တန်တော်ရဲ့ထိရောက်တဲ့တံပြန်တိုင်းစင်းနဲ့ တိကျတဲ့ထိချက်တွေကအမပေးထိုင်တဲ့ဆုံးဖြတ်ချက်ကိုရောက်သွားခဲ့ပါတယ်။ပွဲစမှာနှစ်အောင်စလုံးတယောက်နဲ့တယောက်ကဲခက်ကစားခဲ့ကြပြီးအောက်ခြေကန်ချက်တွေအသီးသီးပြုတ်လုခဲ့ကြပါတယ်။နောက်ပိုင်းတွေမှာပွဲကပိုကျန်းလာခဲ့ပြီးလက်သေးချက်တွေတရံဆက်ထုံထုံသွားခဲ့သလိုတန်တုံကိုအနီးကပ်ထိုးချက်တွေနဲ့အသာကြီးရောက်နိုင်ဖို့အတွက်ထုံမရအောင်ကြိုးစားသွားခဲ့တာပါ။ဒါပေမဲ့သူ့ရဲ့ချက်တွေဟာအင်အားပြည့်ဝပြီးဝန်နိုင်ခြင်းဖြစ်နေပေမဲ့တန်တုံရဲ့ခံစစ်ပိုင်းကိုထိရောက်စွာဖျက်ချော်နိုင်ခဲ့တာလည်းပါခဲ့ပါတယ်။တန်တုံကတော့ပထမအချိန်မှာသူ့ရဲ့နေစတဲ့ပိုင်းဆိုင်ရာကျွမ်းကျင်မှုကိုအသုံးပြုပြီးထုံမရအောင်ရဲ့ဖိအားပေးမှုကိုတံမြန်ခံစင်းနဲ့တုတ်ပြန်ခဲ့ပါတယ်။ သူရဲ့ခြေထောက်လှုပ်ရှားမှုနဲ့တီးကြတဲ့တံပြန်တိုက်ခိုက်မှုတွေကထွန်းမြောင်ရဲ့လက်သေးချက်တွေကိုရှောင်ထွင်းရင်တထောင်လေးလက်သေးချက်တွေဒူးတိုက်တချို့နဲ့ပြန်လည်ထိုးသက်ကစားသွားခဲ့ပါတယ်။ဒီအချိန်မှာတန်တွင်ရဲ့ထိရောက်တဲ့ထိချက်တွေကအမှတ်ပေးမှုအပိုင်းမှာအနေငယ်တာလုံမှုပေးခဲ့လို့ယူဆရပါတယ်။ဒုတိယအချိန်မှာထွန်းမြောင်ကသူ့ရဲ့ဖိအားပေးမှုကိုဆက်လက်ထိန်းသိမ်းထားပြီးတန်တွင်ကိုပုံမပြင်းထန်တဲ့ထိုးသက်ချက်တွေနဲ့တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီအချိန်မှာတန်တွင်ရဲ့တက်လုံပိုင်းကြာဆင်းမှုကိုတွင်းမြင်ခဲ့ရပြီးသူ့ရဲ့လှုပ်ရှားမှုနှေးကွေးလာတာကိုထွန်းမြောင်ကသတိထားမိခဲ့ပါတယ်။ ဒါပေမဲ့ဒီအခွင့်အရေးကိုထုံးမအောင်ကပြေးဝအသုံးမချနိုင်ခဲ့ပါဘူး။သူ့ရဲ့ထိုးချက်တွေဟာအင်အားပြေးဝပြီးစိတ်လုံရှားစရာကောင်းပေမဲ့တန်တွင်ရဲ့ခံစစ်ကိုထိရောက်စွာဖျက်ချော်နိုင်ဖို့နေစစ်ပိုင်းဆိုင်ရာတိကျမှုအားနည်းနေခဲ့ပါရင်တန်တွင်ကတော့တက်လုံပိုင်းကြာဆင်းနေပေမဲ့သူ့ရဲ့ပါနေတဲ့ကစားပုံကိုဆက်လက်ထိန်းထားနိုင်ခဲ့ပါရင်သူဟာထုံးမအောင်ရဲ့ချက်တွေကိုရှောင်ထွင်ရင်တိကျတဲ့တံပြန်ထိုးချက်တွေနဲ့အမှန်ရယူဖို့အာရုံစိုက်ခဲ့ပါရင်အထူးသဖြင့်သူ့ရဲ့တံတောင်ချက်တွေနဲ့အနီးကပ်လက်သေးချက်တွေဟာထုံးမအောင်ကိုထိရောက်စွာထိမှန်ခဲ့ပြီးဒီအချိန်မှာလည်းအမှတ်ပေးမှုအပိုင်းမှာတန်တွင်ကိုဆက်လက်တာလုံစေခဲ့လို့ပြောပါမယ် တနေ့အချိန်မှာထွန်းမြောင်ကအားကောင်သုံးပြီးပွဲကိုပြန်လည်ဦးဆောင်မှုကြိုးစားခဲ့ပါတယ်။သူ့ရဲ့ဘလူးဆိုင်းတီးပုံစံဟာပရိသတ်တွေကိုစိတ်လုံရှားစရာဖြစ်စေခဲ့ပြီးလက်တီခြေကံနဲ့တွဲထုတ်လာတဲ့ခိုင်တန်တချို့ကိုလည်းမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့သူ့ရဲ့တိုက်ခိုက်မှုတွေကထိရောက်မှုနည်းပါးခဲ့ပြီးတန်တွေရဲ့ခံစစ်ကိုထိရောက်စွာဖျက်ချော်နိုင်မှုရုန်းကန်ခဲ့ရပါတယ်။အချောအပြင်ပြောမယ်ဆိုရင်ထုံးရောင်ကတော့ဝန်တိုင်းကျေးပြီးကစားသွားနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့အထီးအမှုနယ်ပါလွန်ခဲ့တာကပွဲအဖြစ်ကိုအဆုံးဖြတ်ပေးသွားခဲ့တာဖြစ်ပါတယ်။ ထမင်းအောင်အနေနဲ့ပြင်ဆင်စရာတွေလိုအပ်ချက်တွေအများကြီးရှိနေသေးတာကိုမြင်တွေ့ခဲ့ရတဲ့ပွဲလို့ဆိုရင်လည်းမှားမယ်မထင်ပါဘူး။ဘာပဲဖြစ်ဖြစ်တန်လုံလိုမျိုး Wine Fighter တယောက်ကိုထမင်းအောင်အနေနဲ့အလဲကွဲနဲ့မရှုံးခဲ့တာကိုပဲကျေးဇူးတင်ရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါမြောင်း view လေးကတော့လောက်ပါမယ်။နောက်နေ့မှလည်း MMA နဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။